ကြောင့်စစ်နိုင်ရသည်နီမြန်မာနိုင်ငံအနှံ့တိုက်ပွဲများတွင်ရခိုင်ဒေသကိုစစ်ကောင်စီကကြီးရီလီသုံးခုတပြိုင်နက်တည်းတိုက်ခိုက်နိုင်ခဲ့သည့်ဒေသဖြစ်ပါရင်ရင်းအထက်ကနေအရခါတတော်ကစစ်ကောင်စီကိုချိန်မုံနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲတစ်ခုတွင်လေချောင်းပစ်ကူရေချောင်းခင်းမီလက်နဲ့ခမ်းရန်မြည်သူအပင်သောစေကောင်းမှု မြေပြင်တက် ကူမရောက်ခင်လင်သို့မဟုတ်တပွဲဝင်များစာရေးဆောင်ငက်ပြက်ပြီးတိုင်လိုစိတ်ကုန်ခံသွားလင်သို့မဟုတ်စိတ်တက်ကြဆင်းခက်လင်အုပ်စုလိုက်လည်းနဲ့ချတက်သည့်မြင်ကွင်းများကိုရခိုင်တိုက်ပွဲများကတည်တည်ပြခဲ့ပြီးဖြစ်ပါတယ်အီအီတပ်ဖွဲ့ဝင်များဤပြောဆိုချက်အရတိုက်ပွဲတိုင်းတွင် စစ်ကောင်စီကို အရာစီစားပြတ်တောက်တာချင်းသည့်အဓိကကြောင်းဆိုခဲ့ပါသည်ပလဝနုံဘူး ထရိုအိုင်းဘူဟာကုန်းကြီးများတိုက်ပွဲတွင်စိတ်ကောင်းစီတသားများရေပြက်လက်သွားသည့်အထိပိတ်ဆို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ရေအရင်းမြစ်ရှိရာနေရာအလုံးကိုအေးအေးကပိတ်ဆို့လိုက်သည့်ဖြင့်ကာလအတန်ကြာသောစိတ်ကောင်းစီတဆိတ်တဲ့ကြဆင်းစေကြောင်းဆို၏။ အစာရေးစားများလေကြောင်းဖြစ်မည်သို့ပင်ပိုစေကောင်းမူထိရောက်မှုနည်းသဖြင့်မထိရောက်ခဲ့ပေ။အန်နာပါခအတွင်လက်နက်ချသည့်အကြောင်းအရှင်းမှရေပြက်လက်မှုပင်ဖြစ်ပေသည်။ထို့အတူစစ်ပွဲတပွဲ၏အောင်နိုင်ရခြင်းအဓိကအကြောင်းရင်းကိုရှာကြည့်သည့်အခါတွင် လူတို့ထောက်ခံမှုစစ်ရေးမဟာဗျူဟာ နီလမန်ကံမှုထီရောက်သည်ခေါင်းဆောင်မူအတွင်အမိန်နာခံပြီးစစ်စည်းကမ်းတားရီခရီစစ်စွမ်းရီပြီးပွားမှုလက်နေအင်အားနီးပညာမဟာမိတ်အင်အားတို့အထူးကကြပါရယ်အဆိုပါချက်များသည်အရက်ခါတတော်တန်တွင် ရှိနေပြန်သည် ရင်တောင်လာမီတိုက်ပွဲများသည်လည်းအေးအေးစစ်နိုင်အချိန်အလားအလာများစွာရှိနေသည်ကို မြင်ရပါသည်2025ရခိုင်ပြည်သူတို့၏မျှော်လင့်ချက် 2024ခုနှစ်ရခိုင်ပြည်သည်စည်ရေးအားတာမှုကလွယ်ပြီးစီးပွားရေးလူမှုရေးပြောင်းလဲမျိုးမျိုးအခက်အခဲအခြေတဲများစွာ ရှိခဲ့ပြီးပြည်သူများဒုက္ခရောက်ခဲ့သည်နှင့်ဖြစ်ခဲ့သည်စည်ရေးပฏิပခါကြာဒေသခံသိန်းနှင့်ချီနေရက်စွန့်ခွာရမှုလည်းနေကြီးလေးကြောင့်အန္တရာယ်ကြောင့်အသက်သေဆုံးဒဏ်ရာရမှုများစွာ ရှိခဲ့ပြီးသည် ရှိနေစေလဲဖြစ်သည်ထို့အတူအခြေခံကုန်စည်စေးပေါင်း73စီအစာရေးဆောင်ကုန်စည်နှုန်းကြီးမြင့်မှုပြက်လက်မှုများဖြစ်လဲကြောင့်တွေ့ခဲ့ ဲ့ရသည်ထို့အတူ2025ခုနှစ်တွင်ရခိုင်ပြည်သူများမျောလင့်နိုင်ချေများစွာရှိလာမည်ပင်ဖြစ်သည်ဒေတာကိုကိုပိုင်စီမံအုပ်ချုပ်နေသည့် ULA အခမ်းအနားလုံနိုင်စွမ်းရည်ကအ धिक ကြပေသည်ပညာရေးကျန်းမာရေးတရားစီရင်ရေးစသည့်ခြေခံကဏ္ဍများကို ပုံမှန်လက်ပတ်နိုင်အောင်စူးစမ်းရမည်ဖြစ်သည်အထက်မှပြောခဲ့သည့်အတိုင်းစပွဲများလေးချောင်းပြည့်ခဲ့မှုများဆက်ရှိနေနိုင်တော်လေတိုင်းရင် တည်ဆောက်နေသည့်အေအေသည်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများမည်သည့်အတိုင်းအတာတစ်ခုတည်ဆန်းဆောင်ပေးရန်လိုအပ်ပေသည်အ धिक ပြည်တွင်းသို့ ပုံမှန်ကုန်စည်စည်းစဲမှုအားကောင်းနိုင်စွမ်းရေးပေးဆောင်ရမည်တင်တော်လောက်ပဲသည့်ကုန်စည်နှုန်း communication ဖုန်းအင်တာနက်သုံးစွဲခွင့်ညှိနှိုင်းရမည်ရင်းအပြင်အုပ်ချုပ်ရေးကျန်းမာရေးပညာရှင်လမ်းမဆက်သွယ်ရေးစသည့်အခြေခံကြသည့်ပြည်သူဝန်ဆောင်မှုကို ULAA အစိုးရကအပြေအဝတာဝန်ယူသွားမည်ဖြစ်သည် အချဝါပြစ်ဆိုသောအရခတတော်ဤဥဆောင်မှုအောက်တွင် ရခိုင်ဒေသနေမွတ်စလင်ချင်းနေမျိုးနွယ်စုအလုံးတော်လည်းရဒုက္ခဆင်းရဲခြင်းဒုက္ခများကို အတိုင်းအတာတစ်ခုထိကုစားနိုင်မည်အခြေအနေတစ်ခု2025တွင်မြင်တွေ့ရနိုင်ကြောင်းယုံကြည်မျှော်လင့်ခဲ့ပါသည်ကျေးဇူးတင်ပါတယ်ရှင်